ာပါကျွန်တော် Messi Football မြန်မာ page နဲ့ပြင်ချင်တဲ့နေကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ဒီအတိုင်းပဲကျွန်တော် Messi နေနဲ့ Aston Villa တို့ရဲ့ပွဲဝဲကျူသုံးသက်ချက်လေးပဲဖြစ်ပါတယ်ကျွန်တော်ရှည်ရှည်ဝူးဝူးမပြောတော့ဘူးဘာလို့လဲဆိုတော့ဟို Messi တင်းဟာအခုဆိုလို့ရှိရင်နိုင်ပွဲကြီးဆက်နေတယ်အဲ့လိုပဲနိုင်ပွဲကြီးဆက်နေတဲ့အတူပဲ Guardiola ရဲ့အပြောင်းလဲတွေအဲ့အပေါ်မှာအကျိုးတရားမှုကိုကောင်းကောင်းခန်းစားနေရတယ်အခုကျွန်တော်တို့မီလာနဲ့ပွဲကိုကြည့်ရမယ်မီလာကတော့ပြောမယ်ဆိုတနည်းရှိတနည်းငွေပုံစံမျိုးဖြစ်နေတယ် ြီးခဲ့တဲ့တစ်ခေါက်ကသူတို့ယူပါစေကိုဆော့သွားတာမဆိုးကောင်းတယ်အခုဟိုရက်ကကျွန်တော်တို့ဒီယူပါလီမှာအတင်းငယ်လေးကိုရှုံးသွားပြန်တယ်အဲ့တော့ပြောဖို့ခက်တယ်ဗီလာရဲ့ခြေစွမ်းကကြက်တလဲမြင်းတလဲနဲ့ဆိုတော့ပြောဖို့ခက်တယ်ကျွန်တော်မန်စီးတီးကတော့ဒီတိုင်ပဲအခုပုံမှန်အနေထားကိုတွားနေတယ်အဲနိုင်တဲ့နိုင်တိုက်တဲ့ပွဲတွေအားလုံးဒီပါနိုင်ထားတယ်တေးကြတဲ့ပွဲတွေကြထားတယ်စီးတီးကစတိုမီလာနဲ့တွေ့အနေနဲ့အသာစီးရတယ်လို့ပြောလို့ရတဲ့အထင်မှာပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီဥစားကျွန်တော်တို့ ဟက်တူဟက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်မက်ဆီဒီကကျွန်တော်တို့အက်စတိုမီလာနဲ့တွေ့ထားတဲ့ချိန်မှာ28ချိန်ရှိတယ်28ချိန်မှာ22ချိန်နိုင်တာတယ်နှစ်ပွဲတည်ကြတာလေ၅ပွဲရှုံးထားတယ်ဒါက28ချိန်မှာဆိုတော့ဒီအမောက်ဒီပမာဏကများတယ်ပြောလို့ရတယ်ကျွန်တော်မက်ဆီဒီအနေနဲ့အက်စတိုမီလာကိုခက်ခဲလားဆိုတော့ခက်ခက်ခက်ခဲတော့ရှိတယ်ဒါပေမဲ့အမြဲတမ်းလိုလိုကန်ကောင်းတယ်ဗျာအက်စတိုမီလာနဲ့တွေ့ရင်ကန်ကောင်းတယ်နိုင်နိုင်ပါတယ်စီတီကတိတ်ပြီးတော့လိုမျိုး pressure တွေအရင်များပြီးတော့ကစားရတာမရှိဘူးအက်စတိုမီလာနဲ့တွေ့တယ်ဆိုရင်ပထမပိုင်းရှုံးရင်တော့လူတွေပဲပြန်သိသွားတယ် အဲ့လိုမျိုးကောင်းတာအဲ့တော့ကျွန်တော်တို့မန်စီးတီးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဘွဲကိုအခက်အခဲတော့ရှိမယ်မထင်ဘူးဒါပေမဲ့ဟာလန်ထပ်ပြီးတော့ဂိုးရီမန်ထက်ရအောင်မလားဆိုတာစောင့်ကြည့်ချင်သေးတယ်ဒါပေမဲ့ကျွန်တော်တို့ City ရဲ့ form ကအရင်ကလူမျိုးပဲတညီတညွတ်ထဲပဲထပ်သွားတော့မလားဆိုတာကိုပဲကြည့်ချင်တော့တယ်အခုအများကြီးပြောစရာတော့မလိုတော့ဘူး City ပြန်လာပြီလားဆိုရဲမိကုံကတော့နည်းနည်းစိုးသေးတယ်သူများကကြတော့ပြန်လာပြီဘာညာလျှောက်ပြောပြောနေတာပဲရှိတာကျွန်တော်တို့ဒီ Premier League အဆောက်လေဘဘူကစတိုက်နိုင် ဇန်တိုက်နိုင်လည်းနိုင်ရင်လည်းသူတို့ပြောတာပဲအာလီဗာပူးဖလားရောက်ရတဲ့အတိုင်းပဲပြောနေတာဟုတ်တယ်မလားကျွန်တော်ထင်တယ်ကျွန်တော်အဲ့ကလေးကလီဗာပူးကိုကျွန်တော်ကမတမ်းမကြိုက်ဘူးလီဗာပူးဗတမ်းမကောင်းဘူးစင်မပြေဘူးဗန်ဒိုက်ကိုသူတို့မချိန်ဘူးသူတို့မားကင်ကိုရပါရင်မဆိုးဘူးဆိုပြီးကျွန်တော်ပြောခဲ့တယ်အဲ့လိုပဲအခုကျွန်တော်တို့အာကြီးအာဆင်နယ်ကတကယ်တမ်းကြောက်ရမယ်တင်အာဆင်နယ်မဖြစ်လို့လဲဆိုတော့အာဆင်နယ်ကအရင်ကလူမျိုးအတင်း ဆိုတာထက်ကိုအရင်ကထက်ကိုပိုပြီး plus တင်များလာတယ်။အရင်တော့အတင်က first line ကအရင်ကောင်းတယ် second line ကပါမဟုတ်ဘူး။ဒါပေမဲ့အခုအတင်က first line ကို second line ကိုတကယ်ကိုကောင်းတဲ့အတင်ဖြစ်လာပြီ။အဲ့တော့အာအာကြီးကိုကြောက်အောင်မယ်ပြောထားတယ်။ Man City Man City ကတော့ကျွန်တော်အမြင်ကတော့အချိန်တိုင်းပြတ်လာမယ်ပေါ့။ကျွန်တော်ကတော့သိပြီးသားပဲဒါ City fan တယောက်အနေနဲ့ဒါကတော့ပြောစရာမလိုဘူး။ Man City ကိုဆယ်စုနှစ်ကျော်လောက်စောင့်ကြည့်ထားတယ်ဆိုလို့ရှိရင်သိတာလေဗျာ။ Man City ကပဲချင်းပြတ်လာမလဲ။အဲ Man City ကအစားပိုင်း၅ဘွဲလောက် ချင်းနေမဟန်ဝင်မဟန်ဘူးဒါပေမဲ့အဲ့ဒါပြီးွားပြီဆိုလို့ရှိရင်မက်ဆီဒီကသူ့အလုပ်ဆက်လုပ်ပြီဒါပေမဲ့ဖြစ်ချင်တော့ဒီနှစ်ကမက်ဆီဒီရှုံးရတဲ့အတင်ကကျွန်တော်တို့ Brighton နဲ့စပါဒီနှစ်သင်းလုံးကပြောမှဆိုရင်မက်ဆီဒီကနှစ်တိုင်းလိုလိုဂေါ်ဒီယိုလာရဲ့အချက်တဲကာလာထဲမှာပါတယ်အချက်တဲတဲ့နှစ်သင်းနောက်ပြီးတော့ကျွန်တော်တို့ဒီ Wolf စောစီးနိုင်ွားလေ Wolf Wolf ကလည်းအများနဲ့နှစ်တိုင်းလိုလိုမြတ်မက်ဆီဒီဂျင်းနေချက်တဲ့ဖြစ်အောင်အများနဲ့ဆော့ရတဲ့အတင်အဲ့ဒီအတင်တွေကိုမက်ဆီဒီရှုံးသွားတာဒါပေမဲ့အခုနောက်ပိုင်းစတဲ့ ပွဲတွေရလက်ပြန်ကောင်းလာတယ်။ပရီးမီးယားလိမှာဆိုရင်ပိုပြီးတော့ဖောင်ကောင်းတယ်ပြောလို့ရတယ်။ချန်ပီယံလိမှာလည်းဖောင်ကောင်းထားတယ်ဆိုတော့ကျွန်တော်တို့စီတီအနေနဲ့ကျွန်တော်စိတ်ထဲတော့အနိုင်ပဲ။ဒီပွဲကိုလည်းကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဂိုးပါပြတ်သွားနိုင်တယ်လို့ထင်မိတယ်။ဟာလန်တို့အဓိကကစားသမားတွေမှာတော့ဟာလန်ပါမယ်၊ရိုက်တာပါမယ်၊ဒူနာရူမပါမယ်ဗျာ။ဒါပဲ။ ကျန်တဲ့ကစားသမားကျွန်တော်လည်းမပြောတတ်တော့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲတွေကတော့ဘာလို့ပါမယ်ဘာလို့ပါမယ်မို့ပြောလို့ရတယ်။ဟိုကစားသမားနာတာတယ်ဗျာဒါပဲရှိတယ်။တရားမပွဲမထွက်ရဘူး။ဂွာကြီးလှုပ်လှုပ်ချင်တာလှုပ်လို့မရဘူး။အခုကဂွာကြီးကသူလှုပ်ချင်တာသူလှုပ်မှာ။ဂွာကြီးလက်ထဲကိုကစားသမားများများပေးရင်ပေးတဲ့တော့ကိုဂွာကြီးကဒီလိုလိုလိုဆော့တယ်ပေး။အဲ့တော့ဂွာကြီးလက်ထဲမှာကျန်တဲ့ကစားသမားတွေနေရာရမရမသိဘူး။သူထွက်လာမလဲဆိုတော့တော့မသိဘူး။အခုကဂျင်းတီတဲ့ကစားသမားတွေမှာတော့အခုဂျင်းတီတဲ့ကစားသမားတွေမှာတော့ကျွန်တော်အမြင်ကတော့ဆာဗီညိုလည်းဂျင်းတီလိုဖြစ်လာပြီ။ဆာဗီညိုကိုတခါတည်း ဝက်ထုတ်ခွင့်ပေးလာတယ်ဒူနာရူမှဂျိမ်းတည်တယ်ရိုက်တာဂျိမ်းတည်တယ်ဟာလန်ဂျိမ်းတည်တယ်ဂျန်နေနေရမဂျိမ်းတည်ဘူးအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဒီပွဲကမက်ဆီတီအနိုင်လို့ပဲပြောရမယ်လီဗာပူးကပရီးမီယာလီဂ်၄ပွဲဆက်ရှုံးအောင်ရှုံးလဲရှုံးအောင်အခုဘာပြောကြအောင်မလဲကျွန်တော်အမြင်ကတော့မဟုတ်ပြလီဗာပူးလည်းပြန်လာမယ်ကွာကြီးပြောသလိုပဲလီဗာပူးပြန်လာမယ်ဒါပေမဲ့ပြန်လာမယ်ဆိုရင်လည်းလော်ဟူကဗတ်တန်းမဝင်ပြန်လာဖို့ခက်တယ်ဒါမှမဟုတ်လည်းအဲ့ဗတ်တန်းနေရာမှာလူငယ်တွေကိုနေရာပေးရင်တော်တော်မျိုးတော့မယ်ပုံမှန်အားကြီးလို့ပေါ့အားကြီးကလူငယ်လေးတွေကိုခေါ်ထားတယ်နေရာပေးတယ် လူတွေအရေးကြီးတယ်ဆိုတဲ့အတိုင်းပဲအရေးကြီးတယ်ဒီလိုဂျင်းနဲ့ချက်တွေကြားနေတဲ့အချိန်ကျရင်လူတွေကအဖြစ်ပြီးတယ်ခွာကြီးပြောမှုတာရှိတယ်ဘာလဲဆိုတော့မင်းတို့ကစားတာဒီလောက်ပဲကစားနိုင်တာလားဒီထက်ပိုပြီးမကစားနိုင်ဘူးလားမင်းတို့ဒီထက်ပိုပြီးမကစားနိုင်ဘူးဆိုရင်ငါ့ဘုရားငါအကယ်ဒမီကကောင်းလေးရှိတယ်ဆိုသိရမှာအကယ်ဒမီကကောင်းလေးလို့အစားထိုးတိုက်မယ်ဆိုပြီးပုံစံမျိုးပြောခဲ့ဘူးလေဘာဖြစ်လို့လဲဆိုတော့အကယ်ဒမီကိုခွာကြီးကအဲ့လိုမျိုး changes လုပ်ခဲ့တာဘာဖြစ်လို့ဆိုမန်စီးတီအကယ်ဒမီအရင်တော့ဘာမှမဟုတ်တာထွက်တော့ထွက်တယ်ထွက်တဲ့ကစားသမားတနစ်မှာတယောက်တော့ထွက်တာအခုကမဟုတ်ဘူးတနစ်မှာတယောက်တော့မဟုတ်ဘူးပြောမယ်ဆိုရင်ဗျာတကယ်ကောင်းတဲ့ညွန့်ပေးဆိုတဲ့ကစားသမားတွေကထွက်လို့ရှင်10နှစ်မှာတယောက်တော့ထွက်တာအခုကပဲဟုတ်မလဲအခုကတနစ်မှာအခုမှ3-4ယောက်လောက်ထွက်လာတာဂွာကြီးကပြောမယ်ဆိုရင်လာမစီယာရဲ့အမွေရထားတဲ့ဆိုတဲ့အတိုင်းပဲမန်စီးတီကိုကောင်းကောင်း train မိတယ်အဲ့တော့ကြောက်တကယ်ကိုကောင်းတဲ့ အကယ်ဒမီတွေကနေပြီးတော့ကစားသမားတွေအရေးကြီးကြီးလို့ထွက်လာတယ်ကျွန်တော်တို့ left ကျွန်တော်တို့ right back မှာတိုင်ပတ်တယ် right back တိုင်ပတ်နေတယ် left back တိုင်ပတ်နေတယ် left back မှာအကနိုရနာပါဘောနာလဲနာပါဘောတုံးဆိုပြီးတော့ကျွန်တော်တို့ blue ရလာတယ်နီကို right လေးရလာတယ်တကယ်ဘုံမှာကောင်းတဲ့ကစားသမား chat date ဒီ chat date ကကျွန်တော်တကယ်ကို talented player ပဲထပ်ပြီးတော့လဲခြေစွမ်းတိုးတက်လာမယ်ထင်တယ်အကနိုရီတော့မှပြောလို့မရဘူးထပ်ပြီးတော့ဦးကြောင်ကြောင်လုပ်ရနေရပြောက်မယ် အကရိုရောင်နေရပြောက်ဘာဖြစ်လို့လဲဆိုတော့ O'Reilly ရဲ့ကစားပုံနောက်ပြီးတော့ဘောလုံးပုံသူ့ရဲ့ပါနာမှုဒုံးဆိုပြီးတော့အရှိတတ်သွားတယ်အရှိကြီးပဲ focus ထားတာမဟုတ်ဘူး button လည်း focus ပြန်ထားတယ်။ဘာညာဆိုလို့ရှိရင်သူ့ကိုကြော်ဘူးဆိုတော့တော်တော်ခက်လာတယ်။ကြော်ကြည့်နေကြပြီ။သူ့ကြော်ဘူးဆိုတော့ခက်လာတယ်။ဒါပေမဲ့သူ့ pressure နှစ်ယောက်လောက်ဝိုင်းပြီးမှသာသူက pressure နည်းနည်းရှိတယ်။ဒါကလည်းငယ်သေးတာပါတယ်။နောက်အတွေ့အကြုံလည်းဆိုလို့ရှိရင်ဒီကစားသမားတကယ်တိုးတက်လာမယ်ကစားသမား။အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင် Messi မှာကထပ်ပြီးတိုးတက်လာဖို့ပဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အသင်းသတင်းကကောင်းသွားပြီဥပမာ ဟိုလီဗာပူးဖန်တွေကိုကြည့်မိုဇာလက်ကိုသွားပြီး true တယ်မိုဇာလက်ကိုသွား true တော့မိုဇာလက်ကသူ့ရဲ့လီဗာပူးနဲ့ပတ်သက်တဲ့အမှတ်တရတွေပါညာအားလုံးဖျက်ဖျက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဘာဖြစ်လို့မိုဇာလက်ကိုထိုးဖို့မဟုတ်ဘူး true တယ်ဆိုတာကအလကားပဲအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မိုဇာလက်ကိုသွား true တယ်ဆိုတဲ့ကတကယ်လို့လီဗာပူးကထပ်ပြီးနိုင်နေကြည့်မိုဇာလက်ကိုဘယ်သူမှမ show ဘူးဘာဖြစ်လို့လဲမိုဇာလက်အသက်ကြီးနေပြီးလီဗာပူးမှာ तू ကဖိတ်နေစော့နေရလားအရင်ကဟန်နေတဲ့မှာအရင်ကအရှိန်နေအဲ့ဒီအရှိန်နေနဲ့စော့နေရတာဒီကစားသမားအသက်ကြီးပြီးဘာတွေမျောလင့်နေရလဲ ကျွန်တော်တို့ KDB ကြီးကနေကျွန်တော်တို့အဲ့လောက်ထိမမျောလင်းတော့ဘူးလေမမျောလင်းတော့နောက်ဆုံးအချိန်ကြီးက Guardiola ပြောတယ်မင်းပွဲထုံးကြီးရချင်မှရမယ်ဆိုတဲ့အချိန်ကြီးကတော့ KDB ကသူကအသိပြောင်းမယ်โอเคပြောင်းဒါမင်းစံတာလုတ်ချင်တာလုတ်ပြီးလုတ်လာ Guardiola တချို့ချို့အပိုင်းနေရ Guardiola ပါလဲဆိုပရိသတ်နဲ့သူတို့ရဲ့လေးချက်နေနဲ့ပေးပြီးတော့တယ်လို့မပေးမမုံတာဟုတ်တကယ်ကိုမိုက်တဲ့အကွက်ဒီဘာလို့လဲဆိုတော့ခင်ဗျားတို့ကြည့်ကြည့်ပြအကွေတို့အကွေတို့ထွက်သွားတဲ့အချိန်မန်စီးတီးပရိသတ်တွေမမုံဘူးမထွက်ခင်ဒီတော့ကလည်းဆောင်ရမ်းချစ်တာ ပြီးလည်းပြီးတော့အကွေးတို့ဟိုမှာဘာကမှာကျွန်တော်တို့ hack attack ဖြစ်လေဖြစ်လေဖြစ်ပြောသူဒုံးဆိုပြီးတော့အနားယူလိုက်တယ်အေးစိပဲ fan နေတဲ့သူနဲ့ဘာပြဿနာစုံတရားမှမရှိခဲ့ဘူး okay kdb ဒီမှာကြည့်ကြည့်အေးစိနောက်ပြီး star link လား star link လိုက်အေးစိပဲ star link လိုက်အေးစိပဲသူကသူကဒိုးရပိတ်တက်တယ်ကျွန်တော်တို့ fan တွေနဲ့ပြဿနာတက်ခဲ့ဘူးသူကအခုအဲ့လိုမျိုးတဲ့မှာရှုံးလေးရှုံးတော့ဆဲ okay ဆဲရှုံးနေမစီပြီးခဲ့တဲ့နှစ်ကရှုံးမစီဘူးဘာပြောလဲဘူးဘာမျိုးဘာဘူးမပြောတာမဟုတ်ဘူးအဲ့တဲ့မှာကျွန်တော်တို့ဒီ ် KDB တို့ပါလို့တိတယ်အကြလေဟိုအသက်ရွယ်အကြနေရာကိုအစားထိုးပေးပါအစားထိုးပေးဒါပဲမက်ဆီဖန်ဒါနောက်ပြီးတော့ဂွာရီလာကိုယုံတယ်ဗျဂွာရီတစ်ချိန်ပြတ်လာမယ်ဆိုတော့ယုံတယ်ဒါပဲမက်ဆီဖန်ဒီမှာအဲ့တစ်ဖောက်ရှိတယ်ဘာလဲဂွာရီလာတစ်ချိန်ပြတ်လာမယ်ဒါပဲဒီကွက်တယ်ပဲနေတာဘာမှအာယုံမထားဘူးတစ်ချိန်ပြတ်လာမယ်ပေါ့အခုဂွာရီလာပြောခဲ့သလိုပဲလီဗာပူးကတော့နောက်တစ်ချိန်ကျရင်ပြတ်လာလိမ့်မယ်အာဒီနေ့ပွဲရတော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်ကဲအချုပ်အနေနဲ့ဗျာကျွန်တော်တို့အက်စတိုမီလာနဲ့လေဘာဘူးအကြောင်းမယ်အဲ sorry ကျွန်တော်တို့အချုပ်အနေနဲ့အက်စတိုဗီလာနဲ့ကျွန်တော်မက်ဆီဒီကြောင်းပဲပြောလိုက်တော့မယ်မက်ဆီဒီအတင်းအဒီပွဲကိုကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့အနိုင်တက်လိုက်မယ်သုံးမဲ့ယူလိုက်မယ်ဟာလန်ကိုသွင်းမယ်မက်ဆီဒီနိုင်ရမယ်ဒီလောက်ပဲဒါတော့ကျွန်တော်ပြောစရာမရှိဘူးအက်စတိုဗီလာအေးဝင်မှန်တယ်ဒါပေမဲ့မက်ဆီဒီတိတ်လိမ့်မယ်1 3လောက်ဖြစ်သွားလိမ့်မယ်လို့ထင်တယ်ဒါမှမဟုတ်ပဲနဲ့ C2 လောက်ဖြစ်သွားမယ်ထင်တယ်မက်ဆီဒီရဲ့အခုညင်လာတဲ့ဘက်တန်ကွင်းလေတိုက်စစ်အကုန်လုံးက ဗဲလက်စ်မြလာတယ်ဗဲလက်စ်မြလာတဲ့ကူမှသူကဖြည်းဖြည်းဖြည်းချင်းကောင်းလာတာဟိုလိုမျိုးအချိန်နဲ့ဝုန်းဆိုပြီးကောင်းပြီးတော့မှဝုန်းဆိုပြန်ကျသွားတာပေါ့ဖြည်း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 ချင်းကောင်းလာဆိုတော့ဒီကစားသမားတွေဒီအစုဖွဲ့အိုးအားရမှုရှိတယ်ထပ်ပြီးတိုးတက်လာလိမ့်မယ်ကစားသမားတွေကအတင်းအကျပ်ကောင်းလာပြီဆိုရင်တခြားကစားသမားတွေကောင်းလာတာဒါတမာဝပဲအတင်းအကျပ်ဆုတ်ယုတ်သွားပြီဆိုရင်တခြားကစားသမားတွေပါအတင်းမှာခြေစွမ်းကျတာဟွာဒါတွေခြေစွမ်းမပြနိုင်တော့တာတွေအဲ့ဒါတွေဖြစ်လာတာဒါလည်းတမာဝပဲအဲ့တော့ဟိုမှာမောင်မို့တို့ဘာလို့လဲခြေစွမ်းပြန်ကောင်းလာမယ်ရိုက်ချီကီကိုလည်းသဘောကျတယ်ကျွန်တော်မစီးမှာအခုကျွန်တော်သဘောကျတယ်အထင်မှာ ရိုက်ချကြည့်ပါတယ်ကစားသမားကစားတဲ့ပုံစံ type ကအဘောလုံးကိုအမှုပညာဆက်ဆံကစားတာတကယ်မိုက်တယ်အဲ့တော့ကျွန်တော်မျိုးပြောမယ်ဆိုရင် Mercedes ဒီဘက်ကို Z2 ဒါမို့1.3လောက်နဲ့နိုင်သွားမယ်လို့ကျွန်တော်မြင်မိတယ်အားလုံးကျေးဇူးတင်ပါတယ်အဲပွဲပြင်ပြန်တွေ့ကြတာပေါ့နော်